အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ၄ရက်စီးရီးသတင်းကောင်းတော်လုံးတဲ့ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါဇေယျရှင်ကြီးစကိုင်းတိုင်းအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို short title လို့ယူဆရတဲ့လက်နက်နဲ့တ мян နေ့ညပိုင်းကပြစ်ခတ်ခဲ့တာရှိခဲ့ပါတယ်ပြစ်ခတ်ပြီးလို့ assembly ခန့်အကြံမှာတော့120မှမှစိန်ကြောင်းနဲ့မြောက်ဘက်ကိုလေးချက်တိတိပြန်လည်ပြစ်ခတ်ခဲ့ပါတယ် တစ်ဆယ်တန်းဒီပါလောက်မှာပဲတိုင်ယွန်ထဲကလေ UAV တစ်စီးကြီးကြထီးရောက်ပောက်ကွဲမှုကျင်းထောက်ပြန်တန်းလာတာကိုလည်းတွေ့ရပါတယ်အဆိုပါ UAV ဟာ45မိနစ်နီးပါးပြန်တန်းမှုပြုလုပ်ပြီးမှမူလနေရာသို့ပြန်လည်ဆင်းသက်သွားခဲ့ပါတယ်အလုံးတန်းနဲ့နီးစပ်သူတွေကတော့တိုင်ယွန်ထဲကိုကြားရောက်ပောက်ကွဲမှုဟာထိခိုက်မှုမရှိတဲ့လောက်နည်းနိုင်တယ်လို့ခန့်မှန်းကြပါတယ် လာမယ်ဒီဇင်ဘာမှာတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရမယ်ကံဘလူမျိုးဟာလည်းမြို့ရဲ့တောင်ဘက်ဆယ်မိုင်ဝန်းကျင်သာရှိတဲ့ထိုင်းဝန်ရနီးတဝိုက်ဒီဒေါ်လာအစ်တက်တွေရဲ့တိုက်ကွက်ဖော်ဆောင်မှုကိုဇက်တိုက်ဆိုသလိုခံရရသေးဖြစ်ပါတယ်ကံဘလူဒေတာဟာတစ်ချိန်ကကာကြီးလေးလုံးနယ်မြေထဲမှာတခုပါဝင်ဖြစ်ခဲ့ပါတယ်တန်ရွှေရကြောက်စဲမော်ရကံဘလူခင်ညော့ဟာကြောက်တန်းရွှေမန်းဟာကညွတ်ကွင်းဆိုပြီးကာကြီးလေးလုံးအုပ်ချုပ်တယ်လို့ဆိုကြပါတယ် ခံမနေကြတယ်စလုံးရမျိုးစက်အကြဖက်တက်မှာလဲကျော်သွားလင်းကိုကိုဥဆိုပြီးကာကြီးနှလုံးဟာရေပန်းစားနေတယ်ဆိုပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးတစ်ချိန်တုန်းကလဲစက်တုံးမအားလာကော်ကောင်ကနေထဖြစ်လာခဲ့တဲ့ဖြစ်စဉ်ရှိနေပါတယ်ခင်းချင်းများလုံးပြေခံထားရတယ်ကျော်သွားလင်းဟာနေပြီးတော့အမှတ်၆စစ်စီကိုကဲမှုဌာနချုပ်စစ်စီကိုကဲမှုစေဦးစီမှုဗိုလ်မှူးချုပ်ကနေအလဲပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွေမှာစစ်တိုင်းမှုလုပ်နေစဉ်စိုင်းကော်လို့ခြုံမော်ရောက်ခဲ့ရသူဖြစ်ပါတယ် ဆက်တော်အလွန်တချုပ်လို့ပထမဆုံးတစ်ပေးခံရသူစစ်ထောက်ချုပ်မုံမြင့်ထွန်းအလွန်ကာလမှာစစ်ထောက်ချုပ်နဲ့စစ်ဦးစီးအရာရှိချုပ်ကြီးကိုတာဝန်ယူထားရပြီးနှစ်ခုကန်ကြော်စွာလင်းဆိုတဲ့ဝိသေသကိုပိုင်ဆိုင်လာခဲ့ပြီးမှအခုလိုသုံးခုလုံးကန်တဲ့ကြီးရည်လေးညှိကိုဆိုပြီးဖြစ်လာတာပဲဖြစ်ပါတယ်။အကြမ်းတ်တမှာဂျီစတစစ်ဦးစီးအေစတစစ်ရင်းနဲ့ဂျူစတစစ်ထောက်ဆိုပြီးသုံးမျိုးရှိပါတယ်။ဒီနေရာမှာတိုင်ရဲမှုရဲ့ပါဝါနဲ့ တချုပ်ရဲ့ပါဝါသွားတူနေပါတယ်။ဘာလို့လဲဆိုတော့တချုပ်လိုပဲစိတ်ရင်းမှုဟာသူ့ရဲ့ဥသိအရာရှိတွေကိုသူကြိုက်တယ်လို့ခန့်အပ်လို့ရပါတယ်။ဒါတော့နောက်ပိုင်းမူဝါဒနဲ့ပြန်ချုပ်လာတာကိုတွေ့ရပါတယ်။စိုက်မှုဟာသူ့ရဲ့ PS ကိုကိုရဲ့အရာရှိကလွဲလို့ကြာတဲ့ဥသိအရာရှိတွေမှန်တယ်များတချုပ်ရဲ့အမိန့်နဲ့စိတ်ရာဓုကန်းချုပ်ကခန့်အပ်ထားတာဖြစ်ပါတယ်။ တန်ရမှုကတော့ဒုတိယတန်ရမှုနဲ့ဆင်းမှုကလည်းလို့ကြံတဲ့အရာရှိတွေအားလုံးကိုသူကြိုက်တယ်လို့ခံရလို့ရပါတယ်။အဲဒီလိုခံတဲ့နေရာမှာတတ်ထောက်ဘူကြီးလုပ်သူကိုယုံကြည်စိတ်ချအောင်သူများကိုသာရွေးချယ်တာဝန်ပေးလိမ့်ရှိပြီးအိုင်အိုလို့ခေါ်တဲ့ဆင်းမဲ့ရေးရလုံခြုံရေးအရာရှိကိုတော့တက်ကြွလို့ကြားသူများကိုသာအနီးကပ်ခေါ်ယူထားလိမ့်ရှိပါတယ်။ယခုကြော်တာလဲရလဲဂျီစက်နဲ့ကျူစက်ကိုပူပဲတာဝန်ယူစေပြီးအခုညနိုင်ကိုယ်ခဲ့မှု joint set ဖြစ်လာတာဖြစ်ပါတယ် အကြမ်းတ်တပ်မှာအလဲကျတာဝန်ထမ်းစနစ်ဖြစ်ပြီးစတက်တလက်ကွန်မန်ဒါတလက်ဖြစ်ပါတယ်။နောက်တစ်ချက်ဘသူဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဆက်ဆွဲကြအောင်မယ်ဆိုတာကတော့အမှန်တရားပဲဖြစ်ပါတယ်။ယခုလိုစစ်မတိုက်ဘူးတဲ့ကျော်စံကွီးတွေရာလူးမြင့်မြင့်ရောက်လာလေလေတွေဦးဘက်ကအေးတာလေလေဖြစ်လာမှာလို့ပြောရမှာပါ။ တလက်စားတဲ့ခြေတုံးတို့ကိစ္စဆက်ပြောရရင်တရက်သေးယာတို့တူတူတိုးခဲ့တဲ့ဘိုးချုပ်ကြီး၃ယောက်ထဲမှာနှစ်ယောက်ကရက်ဝတ်ပြောင်းသွားပြီးနောက်ပိုင်းမှာတော့ဘိုးချုပ်ကြီးရဲဝင်းဦးတစ်ယောက်သာရှောင်းပေးပေးကြံခဲ့ပါတော့တယ်။သို့သောစစ်တပ်မှာရေညစ်လေကြာမြင့်လေဆိုတဲ့ကဲ့သို့အပတ်စဉ်မှာတယောက်ထိပ်ပန်းရောက်ပြီးဆိုရင်ကြံသူတွေကဆွဲတင်နေရှိပါဘူး။ဘိုးချုပ်ကြီးရဲဝင်းဦးဟာ ဟိုလောင်းစင်နဲ့အမှတ်စဉ် ODS အမှတ်စဉ်89ကျောင်းစဉ်ဆိုတော့သူနဲ့တပတ်စင်တဲ့တွေပါမှုစားပြီးအကောင်ကြီးမလာပြီမဲ့ပါဝါတွေရလာတာကိုတွေ့ရပါတယ်ဘောကြီးရဝင်းဦးရဘူလောင်းတင်တဲ့ဟာဘွဲရဘူလောင်းစီဟတက်ခွဲအပတ်စဉ်ဖြစ်ပါတယ်အလုံးစင်ဘိုးတွေလည်းထိုเจ้าမှာတေသတက်ခွဲဆိုပြီးတက်ရတာဖြစ်တယ်လို့ကျွန်တော်တို့လိုရန်ကာတွေလည်းသူရတက်ခွဲတက်ခွဲတွေကတော့အလဲကြဖြစ်ပါတယ် သူရတက်ခွဲဆိုပြီးအတူတူတက်ကြရပါတယ်ဘူလောင်းတင်နာပါစဉ်69နောက်ပိုင်းမှာတော့လုံတင်ဘူလောင်းအန်ဒါအော်ဖီဆာနဲ့ဘွဲ့ရဘူလောင်း graduate ဆိုတာမရှိတော့ပဲဘွဲ့ရအကြောင်းသားတွေဟာလည်းကျွန်တော်တို့နဲ့အတူတူတက်ကြရတော့တာဖြစ်ပါတယ်ဘူလောင်းပါစဉ်80ကောအင်ဂျင်နီယာတွေအများဆုံးဖြစ်ပြီးသိပ္ပံဘွဲ့ဓာတ်ရုပ်ပေဒအထူးပြုပါတာရတယ်လည်းပါကြပါတယ် ယုံကြည်ရဲဝင်းဦးဟာချက်တလုံးနဲ့ခရီးစဉ်တွေလိုက်နေရပြီးလက်တလုံးစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာမျက်နှာပွင့်နေသူကတော့အပတ်စဉ်လူတငယ်ချင်းရှေ့ညီနေရညွန်ကြားရေးမှုရောကဘူချုပ်ဇော်နိုင်ဦးရဲ့ဖြစ်ပါတယ်။အိန္ဒိယမြန်မာတရုတ်နားမောင်းမဲ့စီမံကိန်းတွေပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီတွေအသေးအတန်လိုက်ပြီးလုပ်နေကြပါတယ်။ကာဝေးဝန်ကြီးဌာနမှာအတွင်းဝင်လုပ်ခဲ့မှုတွေအလုံးသမားဝင်ကြီးအငိမ့်သာဗိုလ်မှူးချုပ်အောင်ကျော်ဟိုဟာလဲတပတ်စင်တွေဖြစ်နေပါဗျ ဝလန်ညွန့်နယ်တမာကန်ရွာဘက်ကို လေကြောင်းပြားသုံးပြီးမြေပြင်စစ်ကြောင်းဝင်ရောက်လာနိုင်မှုရှိနေပါတယ်။ကဏီညွန့်နယ်ယာကြီးတာဝါရိုင် စကန်းကုန်းကိုလည်းစစ်ရဟရင်တစည်းနဲ့အင်အားဖြင့်ခဲရဲကြီးခါတို့ချို့ဖြည့်တင်းခဲ့တာရှိပါတယ်။ဒေသကုကေစစ်တပ်နာချုပ်အတွင်းကိုတော့အင်အား90ခန့်ရှိတဲ့စီနိုထရက်စစ်ရဟန်တစည်းဝင်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။ ကလေးခြေဆိုင်အမတ်30တက်မတော်တိုင်းမြင့်လေးချင်းအကြောင်းပါတော့ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကဒုတိယတက်မတော်လေးချင်းအရာကြီးချုပ်ဦးစီးရဲ့အဖွဲ့ရောက်ရှိနေပါတယ်အမတ်89ခြေလင်တက်မတ်ဌာနချုပ်အမတ်69ခြေလင်တက်မတ်ဌာနချုပ်တို့ရဲ့ခံမှန်းအင်အား900ဝန်းကျင်ကို ကြီးလေပူပေါင်းဆက်စည်ရေးအတွက်လေးချင်းကပြုလုပ်နေတာလို့သိရှိရပါတယ်အဲ့ဒီမှာကိုလူကို ဘုံကျဲတဲ့စစ်စင်ကြီးတွေမကြခင်လာပါလိမ့်မယ်ချင်းဒီနယ်ရဲ့မြို့တော်ဟာကားကူတော်စစ်ရဲရင်နဲ့ခရယံငွေဆက်ကူတက်တာအချို့ပို့ဆောင်ခဲ့တာရှိပြီးနာစီဒီယံတချို့နဲ့ဆိုကာရည်တီပြိုင်ပွဲဝင်မဲ့သူများကိုကလေးဓာကားစားသူပြန်လဲတင်ဆောင်သွားခဲ့တာကိုတွေ့ရပါတယ်ဟာကားမျိုးခြေဆိုင်အမှတ်166အခြေလင်တိုင်ရင်ကိုစစ်ရဲရင်နဲ့တုံးကအတက်အစင်းပြုတ်လုခဲ့တာဖြစ်ပါတယ် မကွေးတိုင်းညိုင်မြို့နယ်တရက်ကံပြည်သူ့စစ်ရွာကိုရိခါခေရန်ဖြစ်တင်းပေးရန်ရှိနေပြီးနှမ်းမြူကြံတဲ့ဆိုကံရွာတွေဘက်ကမြေပြင်စစ်ကြောင်းတွေဝင်ရောက်လာဖို့ရှိနေပါတယ်။တွင်းမှာအခုတို့ကနေထွက်လာတဲ့အင်အား60ခန်းရှိတဲ့စစ်ကြောင်းတစ်ခုကတော့တိမ်လုံးတောင်ဘက်မှာဖြန့်ခွဲလှုပ်ရှားနေကြတာရှိပါတယ်။အစိုးရစစ်ကြောင်းနဲ့ကမ္ဘာရဲစခန်းကနေထွက်လာတဲ့အင်အား40ခန်းရှိစစ်ကြောင်းဟာအင်းဖက်နဲ့တိုင်ကုန်းကြားမှာစုံရက်တပ်မှတ်ထားတာကိုတွေ့ရပါတယ် အဖက်မင်းလာမြို့နယ်အတွင်းမှာတော့အမှတ်နဲ့ကာဝေးပစ္စည်းဆက်ယုံနဲ့အမှတ်ဆက်နဲ့ကာဝေးပစ္စည်းဆက်ယုံဆက်ယုံရင်းဆက်လမ်းလို့လည်းခေါ်ကြတယ်ခရိုင်ရင်းဆက်လမ်းလို့လည်းခေါ်ကြတဲ့လမ်းရှိပါတယ်အဲ့ဒီလမ်းပိုင်းမှာအမှတ်နဲ့ကာဝေးပစ္စည်းဆက်ယုံကနေထွက်လာတဲ့စစ်ရင်လမ်းကိုဒေသခံကာဝေးတပ်ဖွဲ့တွေကကြားပြတ်စိုက်ခိုက်နိုင်ရတာရှိပါတယ် အင်အားတရားဝင်ကျင်စစ်အနံ၄စီစစ်ကြောင်းဟာလေးကယ်ရဲစခန်းဝင်းကျင်ကျေးရွာတွေမှာ၃ည၄ရက်စစ်ကြောင်းတို့နေပြီးရှင်းလင်းပြီးအပြန်ကမ္ဘာလနှစ်ကိုအပြန်ပေါ့နော်လမ်းမိုက်တနေရာမှာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ခြုံငူတိုက်ခိုက်ခံရတဲ့နေရာမှာရင်နှန်းဟာရပ်တန့်ခဲ့ခြင်းမရှိဘဲဒဟတ်ပင်ရင်နှံမော်အထိမောင်းပြေးသွားပြီးမှလက်နက်ကြီးနဲ့ထင်အားများတုတ်ပြန်ပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ် အဆိုပါတိုက်ခိုက်မှုကြောင့်မဆီ6ရောက်နဲ့73ဒဏ်ရာရရှိတယ်လို့ဆိုပြီးဒဏ်ရာတွေကို အမှတ်နဲ့ကာဝေးပစ္စည်းဆက်ယုံတက်တွင်း76ကိရဇဆေးယုံမှာတွင်ကုသနေတယ်လို့သိရှိရတဲ့အတွက်စိုးရင်ရထန်ရာမပါဝင်ဘူးလို့အကြံပြင်းကောက်ချက်ချလို့ရပါတယ်ကြေကမှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာကိုတော့အကြမ်းဖက်တပ်ကနေနေပြည်တော်စစ်ကြောင်းပြန်လည်ဝင်ရောက်လာနိုင်ခြင်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ် ိုပါခရိုင်ချင်းဆက်လက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လုံးကတော့တော်တော်လေးဆိုးလာပါတယ်ဒေသခံတွေဟာအထက်မင်းသားဘက်ကိုတပတ်ကြိမ်စိုးရိမ်ကြီးတွေနဲ့ဆွဲတယ်နောက်တွဲရင်ကြီးတွေအတုံးပြုတ်ပြီးဈေးဝယ်လာကြတာကိုတွေ့ဦးပါတယ်အလဲတော့ချောင်းဆောင်ဆိုတာတစ်ချိန်တုန်းကတော့နေထိုးကျဖားဆိုင်တွေတရားဖို့သုံးဖို့ကာရာအိုကေဆိုင်တွေနဲ့တောစာတောင်စာလေးတွေရတဲ့စားတောက်ဆိုင်ငယ်လေးတွေနဲ့စီကားခဲ့ဦးပါတယ် မန္တလေးတိုင်းနထိုးအင်းမြို့နယ်အတွင်းမှာတော့ကျန်းဖက်တိုက်ရဲ့ခြေကြောင်းနေရာဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ခြေကုပ်စခန်းတွေကိုလိုက်လံစီရင်တိုက်ခိုက်လျက်ရှိပါတယ်။အမြန်လမ်းမကြီးနဲ့သဘာဝတောင်းဝေးပိုင်လိုင်းကြီးကိုမန္တလေးပြုပြီးရဲစစ်ကြောင်းတစ်ကြောင်းဟာပိတ်ဆို့ထားကအတွင်းထဲကနေခြေကြောင်းတစ်ကြောင်းထဲမှာလှုပ်ရှားနေတာကိုတွေ့ရပါတယ်။အကြမ်းဖက်တိုက်ရဲ့ရည်ရချက်ဟာဒေသခံအင်အားစုတွေကိုမြင်းညံနဲ့အဆက်နဲ့ နဘူးအိုင်စင်မီကုန်ဘက်ကိုဆုတ်သွားစေရန်နယ်မြေရှင်းနေတဲ့ပုံစံလို့တွေ့မြင်ရပါတယ်။နထိုးဤသားရဲ့စာအုပ်တော့အတိမတ်မပြုလို့မရပါဘူး။ကုန်းခေါင်ကောင်မှာငုံထောင်နိုင်ခဲ့တယ်ဆိုသလိုပဲမိဒီလာလွင်ပြင်တော်မှာတရားမဝင်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်အဖြစ်ရပ်တည်ပြနိုင်ထားတာဖြစ်ပါတယ်။အဲဒီမှာတခုတော့ရှိပါတယ်။ပိုက်လိုင်းကြီးကိုရင်းလိုက်ပါလားဆိုသူများအတွက်ဖြစ်ပါတယ်။ အဲ့ဒီပိုင်တိုင်းကြီးဟာဟိုးကြောက်ပြူကနေအခုစေရီအတင်းမှာဆုံးလို့ဆိုရမယ်အန်တောင်ကြားလမ်းမှာတစ်ဆင့်မကွေးကြောက်ပရောင်းကြောက်စဲမန္တလေးပြည်ဦးလွင်စီဘောကနေအစင်းနဲ့တရုတ်ပြည်ကြီးတွေကိုတွေ့တန်းထားတာဖြစ်ပါတယ်အညာသားမိလက်သားတွေကိုကြီးပြောမနေပါနဲ့ပိုင်လိုင်းကြီးရဲ့အစနေရအကျော်ကနေနိုင်ရံစခန်းအထိ area တွေကို အချမ်းဖက်စစ်တပ်ဟာလက်လွတ်ထားခဲ့ရတာတော်ကြာခဲ့ပြီဖြစ်ပါတယ်ဒီလောက်ဆိုရင်ဘာလို့လုံမရတာလဲ မလုံကြတာလဲလုံမရတာလဲဆိုတာသဘောပေါက်ကြလိမ့်မယ်ရှင်းပါလေဘုဂုံမျိုးရှိပိုင်းဘုဂုံရရဲစခန်းနဲ့ဝင်လန်းလိုင်းကအင်ရတွေကို လေချောင်းကနေပြစ်ခတ်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့သိရှိထားရပြီးအခြားနေရာတွေလည်းဂယုစိုက်ကြဖို့လိုအပ်လာပြီဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းမှာတော့အကြမ်းတက်ဟာပြည်ပေါ်ကိုအချိန်မဆဲပဲတိုက်စစ်ဆင်နိုင်မှုပြင်ဆင်နေပါတယ် လေချောင်းတိုက်ခိုက်မှုပြုလုပ်ပြီး TNL တို့ရဲ့ခန်းစင်းလုပ်ငန်းကိုနှောက်ယှက်သလိုအဓိက LOS လမ်းကြောင်းဖြစ်တဲ့ဂိုးဒိတ်ကစားကိုလည်းဖုံးမှုမိတိုက်ပြင်ဆင်နေဆဲဖြစ်ပါတယ်။လက်နက်ခရယာကြီးကဖြစ်တင်းပြီးမှသာမြေပြင်စစ်ကြောင်းတွေအချိန်မြင့်ခြီစစ်ဆင်နိုင်မှာဖြစ်တဲ့အတွက်ဒုနဲ့ခြီစစ်ဆင်နိုင်မှုကတော့အချိန်ယူရအောင်မှာဖြစ်ပါတယ်။သို့သောမြေပြင်စစ်ကြောင်းတွေဟာလက်နက်ငယ်ချီအများကြီးမတုံးဆွဲခဲ့ရဘူးဆိုရင်တော့ စူပန်ကိုလုံပြီးတာနဲ့ရှေ့တိုးလာတာကိုတွေ့ရမှာဖြစ်ပါတယ်။လက်ရှိနေသားမှာတော့ DNA လေးတို့ရဲ့အစင်းစင်သောခံစစ်ပြင်ဆင်မှုလုပ်ငန်းတွေနဲ့နေရာတွေကိုအကြမ်းဖက်စစ်တပ်ဟာထောက်လန်းစရာမလိုပဲရှိရှိနေရတဲ့ပုံစံကိုတွေ့ရှိရပါတယ်။ဒီဘက်မျိုးဝင်တိုးကိန်းနဲ့မဟုတ်ဝင်ကဆန်ဖက်ရွာမှာကရုတ်ချင်းတူဆက်သွယ်ရေးမြောင်းဖော်ထားတာကအစ ဂေါ်လန်ကြောက်ထုတ်လို့ရေးစကန်းကနေတင်းချိုင်းချက်ပြီးဝင်သွားရင်ရတာဆုံးအတိကနီးပါသတင်းရရှိထားပါတယ်။ကြောင်မဲတီဘောအနီကြောင်းနဲ့ကြောင်းလို့ခေါ်တဲ့ကာလန်ရထားလမ်းကိုခြေစစ်ဝင်ရိုးတတ်မှတ်ပြီးဘောဂျိုဘီယာဂျာယီမန်းကျက်သို့မဟုတ်တစ်ထောင်900ဖြစ်တတ်မှတ်ပါလိမ့်မယ်။ဘောဂျိုဘီယာမြောက်ကမှာတော့အပြာကြောင်းညင်ငယ်ညင်းနဲ့ရထားလမ်းမြောက်ဘက်ဆန်းတွေကနေအဓိကစစ်ကြောင်းနှစ်ကြောင်းခွဲထွက်လာနိုင်ခြင်းရှိပြီးရောင်မြစစ်ကြောင်းသို့မဟုတ်အရန်စစ်ကြောင်းကတော့ ာလန်တိုင်းတိုးလာလိမ့်မယ်လို့ယူဆပါတယ်။ကြောင်မဲနဲ့ဒီဘောကြားမှာတဘာဝအတားစီလူလုံးအတားစီ ကြီးကြီးမားမားရှိနေတာရဲ့ဂျားခံစရာလဲဒီဘောနီးဝင်းကျင်မှာသာတရှိတာလို့မှန်းဆရတဲ့အတွက်အချမ်းဖက်တက်ကြောင်မဲကနေဘေးချင်းစထွက်နိုင်မလဲဆိုတာကိုပဲတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ကြီးချိန်ဒီကတော့အကြောင်းမဲမျိုးတစ်ဝိုက်ကိုပဲအပြည့်အဝထိ ंछ ုံနိုင်ရင်အပူတစ်ပြင်းကြိုးစားနေရသေးတာဖြစ်ပါတယ်။ ချောင်းမဲမျိုးစိမ့်တိုက်ပွဲမှာတော့ဒီအန်နာလေးတို့အနေနဲ့ခံရစရာကောင်းတဲ့အချက်ကတော့ကြောက်ပါပြီကျွန်တော်တို့ကိုချမ်းသာပေးပါဆိုပြီးအပြည့်ရဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့အချမ်းဖက်စစ်သားအများစုဟာတိုက်ခိုက်ရေးတပ်တွေနဲ့အတူပြောင်းလဲဝင်ရောက်လာပြီးအောင်ဝဲခံခဲ့ကြတာပဲဖြစ်ပါတယ်တီဝါဒနယ်မှာတော့ရခင်ကအမှတ်23ခြေလင်းတိုင်ရင်အမှတ်903အမှတ်900လေးခြေမြန်တိုင်ရင်အမှတ်9034တန်ကြပ်ကတိုင်ရင်နဲ့အမှတ်910နှစ်စစ်မြေပြင်အင်ဂျင်နီယာတိုင်ရင်တို့ အခြေဆက်ခဲ့တာဖြစ်ပြီးအမှတ်23ခြေလင်းတိုင်ရင်ကိုတော့ရက်စီတိုက်ယူခဲ့ရတာဖြစ်ပါကင်းပြည်နယ်တိုင်းဒေသကြီးမြို့နယ်တွင်းကိုတော့အင်အားဖြင့်စစ်ကြောင်းတွေတဖြည်းဖြည်းချင်းရောက်ရှိလာတာကိုတွေ့ရပါတယ်။၆နှစ်ခွတာမယာကနေတရာကျိုးဒါလီဘက်ကနေအတုတ်လိုက်အတုတ်လိုက်ရောက်ရှိလာပြီးတက်ဖြတ်နေရယူနေတာဖြစ်ပါတယ်။အနည်းဆုံးခံမှန်းအင်အား900ဝန်းကျင်ရှိပြီ အခြေကျစစ်မြူဟာနဲ့အမှတ်284ခြေလင်းတိုင်ရဲ့အတွင်းမှာယာယီအခြေပြုလျက်ရှိပါတယ်အစိုးရနယ်မြေထဲမှာအမှတ်သက်သောစစ်စေရေးကုကဲမှုဌာနချုပ်နဲ့လက်အောက်ခံတိုင်ရင်စည်ရင်းလုံးကလည်းကြိုင်းစိတ်ကြီးနယ်မြေထဲမှာဖြန့်ခွဲရောက်ရှိနေတာဖြစ်တဲ့အတွက်ယခုအင်အားနဲ့ဆိုရင်သတိထားစရာရှိလာနေပြီဖြစ်ပါတယ်။ကြိုင်းစိတ်ကြီးတွင်လည်းကနေဖျားသုံးစုကြိုက်တုံနဲ့ခရိုင်ချင်းဆက်လမ်းမကြီးတွေကိုပါဆက်ဖြန့်ဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်တိုင်နဲ့ကြာရင်ဘက်မှာလဲတက်တွေအညာနဲ့ရောက်ရှိနေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့လားသရုပ်နာဘက်ထဲမှာလဲဖာပွန်ခွင်ထဲကိုအကြဖက်တက်ဟာ VDS တက်တွေနဲ့ပေါင်းပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကိုလည်းတွေ့ရပါတယ်။ဂျမန်လေးကလည်းဇန်ကုန်တက်နေတဲ့ကနေတက်လာတဲ့ Y8 တေယူပို့ဆောင်ရေးနေမြန်တစည်းနဲ့ဖာပွန်တက်နေတဲ့ကိုရိတ်ခါခဲရမ်းနေ draw ချပေးနေတာကိုတွေ့ရပါတယ်။ ရော်ရီခွေထဲမှာတော့လက်ကေကောသေမောဖို့အထိပြန်လဲထိတ်ချုပ်ပြီးခြေကုပ်ယူနိုင်ဖို့ drone လက်နက်ကြီးလေကြောင်းပစ်ကူတွေဖော်ဖော်တီတီအသုံးပြုကတိုက်စစ်ဆင်လျက်ရှိပါတယ်။ကရင်ကွယ်လုံးတရားမဝင်ရွေးကောက်ပွဲအကြမ်းလက်မရှိလှုပ်ချင်နေတဲ့အကြမ်းဖက်တပ်ဖို့ကတော့ PDF, DKBA နဲ့ PC တပ်တွေနဲ့ပါအလုံးမဖြစ်တော့ဘူးဆိုတာသိနေပုံရပါတယ်။ ရှမ်းမြောက်မှာတီဘော့ကိုရပြီးရင်ကော့ကရစ်အခြေဆိုင်အမှတ်စနစ်စစ်စင်ကူကဲမှုဌာနချုပ်ကိုအိမ်ပြန်နားကြတော့ဆိုပြီးလုတ်ကောင်းလုတ်ချင်လုတ်လာပါလိမ့်မယ်အမှတ်စနစ်စစ်စင်ကူကဲမှုဌာနချုပ်ဟာ2029ခုဒုတိယအကြော့မှာလဲကရှမ်းမြောက်ခွင်ထဲမှာပြိမိနေခဲ့တာဖြစ်ပါတယ်အမှတ်စနစ်စစ်စင်ကူကဲမှုဌာနချုပ်ရဲ့စစ်စင်ကူကဲမှုဟာကရင်ကာဗျားတယောက်ဖြစ်ပါတယ် သုဒ္ဓမျိုးဆက်မှာဒုတိယဘုဇုံကြီးတယောက်အထိဖြစ်လာနိုင်ရှိပြီးစစ်သွေးကြွတူလည်းဖြစ်တဲ့အပြင်အမိန်နာခံမှုအပိုင်းမှာလည်းအခုချက်ချင်းလက်သေးလိုက်ဆိုရင်တော့မိမခွင့်ပြုချက်ရပါကစံစံရှိနေခန့်ခန့်ကြီးပေပြမဲ့သူဖြစ်ပါသားရှင်ကြီးကတော့ကရင်ချင်းချင်းအားနာနေချိန်မှာမှန်းဆချက်တွေအတိုင်းဖြစ်လာမယ်ဆိုရင်တော့အမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်သာပြန်ရောက်လာပြီဆိုပါလေစီးရင်နေတာအပြောင်းလဲညံဆန်သွားစေမလား ဘလို့ဖြစ်လာလိမ့်မလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါကြောင်းကောက်နှုတ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်